တင်ပြည်နယ်ကော့ဂရိတ်မြို့အနီးမှာ KNL ဦးဆောင်တဲ့ဒေါ်လန်ရင်အင်အားစုအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကကျုံတိုးမျိုးဘက်ကိုစစ်ကူအင်အားတွေထပ်မံပို့ဆောင်ပေးနေတယ်လို့နေမြေခံသတင်းအရင်းမြစ်တွေကတာလင်ထမ်းမှုပြောပါရယ်။ဧပြီလ29ရက်နေ့မနက်အစောပိုင်းကစလို့စစ်ကောင်စီတပ်ဆွဲထားတဲ့ကော့ဂရိတ်မြို့နာကရွှေကြက်မင်းဖုံကြီးကျောင်းအနီးတစ်ဝိုက်ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုအဖွဲ့တွေကအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါ။ ်လက်ရှိမှာစစ်ကောင်စီတပ်ကကျုံလုံးမျိုးဘက်ကိုတပ်ကူတွေထပ်မံပို့ဆောင်လာနေပြီးကျုံလုံးမျိုးအခြေဆိုင်ခမာရ945ဂျိုင်းကော့ဂရိတ်တရာစစ်စေးရေးဂိတ်တွေနဲ့ဂျိုင်းရိုးမဟာကြားကလေးရွာတဝိုင်းမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့တပ်ဆွဲနေရာယူထားတယ်လို့ဒေသခံတွေကဆိုကြပါဗျ။ကော့ဂရိတ်ကျုံတို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က ဗိုလ်ပြီးဦးဆောင်တဲ့ခွဲထွက် DKPA တပ်ဖွဲ့ကစည်ရေးပိုင်းမှာကူညီတိုက်ခိုက်ပေးနေပြီးလှိုင်ဝါဂိတ်ကိုးတိုင်ဂိတ်စတဲ့နေရာတွေမှာစစ်ကောင်စီတပ်နဲ့အတူတပ်ဆွဲနေထိုင်တယ်လို့လည်းစည်ရေးနီးစပ်သူတွေကဆိုကြပါဗျ။နပတ်ကြော်ကြာလာတဲ့ကော့ဂရိတ်ဂျုံတို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်နဲ့ခွဲထွက် DKB ရဲ့အဖွဲ့ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့ KNLA ဦးဆောင်တဲ့တော်လိုင်းရင်အားစုအဖွဲ့ဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒေသခံပြည်သူ20ကျော်သေဆုံးသွားခဲ့ပြီး30နီးပါးထိခိုက်ဒဏ်ရာရရှိထားပါတယ်။တိုက်ပွဲကြောင့်ဒေသခံတောင်းနေကြီးထွက်ပြေးတန်းဆောင်နေရကလူသားချင်းစာနာမှုအကူအညီတွေဆက်လက်လိုအပ်နေစေဖြစ်တယ်လို့စစ်ဆောင်အရေးကူညီပေးနေတဲ့ကရင်အရက်ဖတ်အဖွဲ့တွေရဲ့ပြောပြချက်အရသိရပါဗျ။ ကော့ဂရိတ်ကြုံတို့တိုက်ပွဲကြောင့်ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဖအံမြို့ပတ်မှာလည်းစစ်ကောင်စီတပ်ကတန်လွင်မြေကမ်းပေါ်မှာစစ်သည်မော်တွေချထားကခန့်စစ်ပြင်ဆင်မှုတွေလည်းတိုးမြင့်လှုံ့ဆော်ထားပါတယ်။